။သခင်ယေရှုနာမနဲ့စာပြပွဲကြီးပါဗျာ။အာမင်။ဒီနေ့တော့ကျွန်တော်တို့ယောရှုမှတ်စာခန်းကြီး9အငယ်1ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်။ယောရှုမှတ်စာခန်းကြီး9အငယ်1တို့ရတွင်ယူဒအမျိုးဇေရဇာပတိ ကာမိတို့မှဆင်းသက်သောအာခံသည်ဂျိန်အပ်သော အရာကိုသိမ်းယူ၍ထိုအရာအဖျင်းဣတိလအမျိုးသားတို့သည်ပြမှားသောအပြစ် ရှိသောကြောင့် ထာဝရဘုရားသည်သူတို့၌အမျက်ထွက်တော်မူ၏ဖတ်ရှုတော်တဲ့တမန်ကျမ်းစာအပြင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင့်ပုံမှာရှိပါစေဘုရားသခင်ရဲ့နှုတ်ကပတ်တော်တင့်ပုံမှာတက်ရောက်ပါစေယောရှုမတ်စာအခန်းကြီး9ကတော့အထူးသဖြင့်အာခန်လို့ခေါ်တဲ့လူတယောက်ကြောင့်ဣသီလလူမျိုးတွေစစ်ရှုံးရတဲ့အကြောင်းနဲ့အဲ့ဒီအာခန်ရဲ့သူ့မိသားစုတွေအားလုံးရော စီရင်ခံရတဲ့အကြောင်းကို ရေးထားတဲ့အခန်းကြီးတစ်ခုဖြစ်ပါတယ် ဒီအခန်းကဘာလို့မိတယ်လဲမေးရင်တော့အခန်းကြီးခုနှစ်အငယ်27မှာပြောတဲ့သူ့ရဲ့စကားကိုသုံးပြီးပဲပြန်ပြောရမယ်ဆိုရင်တော့တတ်မှတ်ခြင်းကြောင့်မယူသင့်တဲ့အရာတွေကိုခိုးယူမိခြင်းဖြစ်ပါတယ်တတ်မှတ်ခြင်းကြောင့်မယူသင့်တဲ့အရာကိုယူခဲ့မိခြင်းဖြစ်ပါတယ်ဒီလိုယူခဲ့မိတဲ့အတွက်အခန်းအစီရင်ခံရခြင်းကတော့ဖတ်ကြည့်တဲ့အခါမှာ တကယ်အရန်ကိုပြင်းထန်လွန်းနေလို့တော့ကျွန်တော်လေးနဲ့ခံစားမိပါတယ် ဘလိုပဲဖြစ်ဖြစ်ဒီနေ့မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ကိုဖျားသခင်ဘာသွန်းတင်နေလေစင်ញင်ကြီးရဲ့ကာမှာအာခံရဲ့အပြစ်ကိုယေရီခေါမြို့ယူပြိုလဲခြင်းနဲ့ဆက်ဆက်ပြီးတော့စင်ញင်မိလာပါတယ်ဒီနေ့မှာနည်းနည်းလောက်အထည့်ပြောပြရမယ်ဆိုရင်တော့အာခံရဲ့အဖြစ်အပျက်ကယေရီခေါမြို့ယူပြိုပြီးတာနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်ဖျားသခင်ရဲ့တကူတော်နဲ့ယေရီခေါမြို့ယူကြီးပြိုပြီးယေရီခေါမြို့ကိုတင်ပိုက်တဲ့အချိန်မှာ အာခံကတတ်မှတ်ခြင်းနဲ့မယူသင့်တဲ့အရာတွေကိုခိုးဝှက်ယူခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့အာခံရဲ့တတ်မှတ်ခြင်းကို မျိုးရိုးပြုတ်ပြတ်ခြင်းနဲ့ချိတ်ဆက်မိတယ်လဲဆိုရင်တော့တုတ်တန်ကျန်ခန်းကြီး25အငွေ28မှာတုတ်တန်ကျန်ခန်းကြီး25အငွေ28မှာကိုစိတ်ကိုမချုပ်တီးနိုင်သောသူသည်မျိုးရိုးပြုတ်ပြတ်၍ခင်းလင်းရှိသောမျိုးနှင့်တူ၏ ကိုစိတ်ကို မချုပ်တီးနိုင်သောသူသည်မြို့ရိုးပြိုပြဲ့၍ဟင်းလင်းရှိသောမြို့နှင့်တူ၏လို့ဖော်ပြပါတယ်။ကိုရဲ့စိတ်ကိုမချုပ်တီးနိုင်တဲ့သူကမြို့ရိုးမရှိတဲ့မြို့နဲ့တူတယ်။မြို့ရိုးပြတ်သွားတဲ့မြို့နဲ့တူတယ်။အကာအကွယ်မဲ့နေတဲ့မြို့တစ်ခုနဲ့တူတယ်ဆိုပြီးတုတ်တန်စကားကပြောပါတယ်။ဒီကနေ့အတွက်တည်တည်ချာချာမှတ်မိနှလုံးသွင်းစေခြင်းနဲ့တုတ်တန်စကားကတော့ဒီစကားပဲဖြစ်ပါတယ်။ကိုစိတ်ကိုမချုပ်တီးနိုင်သောသူသည် ်မြို့ယိုးပြပြဲ့၍ဟင်းလင်းရှိသောမြို့နှင့်တူ၏ဤဒေလာလူမျိုးတွေရဲ့တမိုင်းကိုပြန်ပြီးကြည့်တဲ့အခါမှာသူတို့ရဲ့ဖျားသခင်ရဲ့စကားကိုယုံကြည်နားထောင်ခြင်းနဲ့ရန်သူရေရီခေါမျိုးယိုးကြီးပြိုကျသွားပြီးရန်သူတွေကိုအနိုင်ရရှိခဲ့ပါတယ်ပြီးရတဲ့တစ်ဆက်ထဲမှာအာခံရဲ့စိတ်ကိုမချုပ်တီးနိုင်ခြင်းတတ်မှတ်ခြင်းကြောင့်ဤဒေလာအမျိုးကမျိုးယူးပြုတ်ပြနေတဲ့မျိုးတို့မျိုးလိုပဲရန်သူရဲ့လှုပ်ကြံခြင်းကိုပြန်ပြီးခံခဲ့ကြရပါတယ် လူတစ်ယောက်ရဲ့စိတ်မချုပ်တီးနိုင်ခြင်းကလူတစ်ယောက်ရဲ့တတ်မှတ်ခြင်းကြောင့်လူ3 4 50တည်ဆုံးဖို့အတွက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်အခန်းရဲ့အကြောင်းကနေလူတိုင်းကိုတည်စေခြင်းတွေတဲ့ဘုရားသခင်ရဲ့တမန်တော်ကတော့တတ်မှတ်ခြင်းစိတ်ကိုမချုပ်တီးနိုင်ခြင်းက ကိုကိုကိုရောပတ်ဝန်းကျင်ကိုပါဒုက္ခရောက်စေတဲ့အရာ ဖြစ်တယ်ဆိုတဲ့သတင်းစကားဖြစ်ပါတယ်။စိတ်ကိုမချုပ်တီးနိုင်ခြင်းကမြို့ရူးပြုတ်ပြတ်တာနဲ့တူတယ်လို့ပြောတဲ့အခါ AIDS ယောဂအကြောင်းကိုလည်းစဉ်းစားမိပါတယ်။လူရဲ့အတွင်းမှာရှိတဲ့ယောဂကိုခုခံကာကွယ်ပေးတဲ့စနစ်ပျက်စီးသွားတဲ့အခါယောဂဘောင်းဆောင်ကအလွယ်တကူနဲ့လူရဲ့ကိုယ်ခန္ဓာထဲဝင်ရောက်နိုင်ပြီးလူကိုပျက်စီးစေတဲ့ယောဂအဲ့ဒီယောဂကိုခုခံအားကြာစင်ခြင်းယောဂလို့လည်းခေါ်ကြတယ်လို့ထင်ပါတယ်။စိတ်ကိုမချုပ်တင်းနိုင်ခြင်းကတနည်းအားဖြင့်တော့ဝิญဉေရာ ခုခံအားကြာစင်ယောဂဝิญဉေရာ AIDS လို့ ခေါ်လို့ရပါတယ်အကာအကွယ်မဲ့ပြီး ဝင်လူကျင်တဲ့သူက ဝင်လူနိုင်တဲ့အနေအထားလို့ဖြစ်ပါတယ်ဒါဆိုရင်ဒီလိုစိတ်ကိုမချုပ်တီးနိုင်ခြင်းယောဂကိုဘယ်လိုဖြည့်ရှင်းကြမလဲပထမဆုံးအနေနဲ့ကိုယ်စိတ်ကိုကိုယုံကြည်လို့မရဘူးဆိုတာကိုသိဖို့လိုပါတယ်ကိုယ်စိတ်တဲကအထင်ကိုဖြစ်ချင်တဲ့စိတ်တွေကိုလှုပ်ချင်တဲ့စိတ်တွေတိုင်းကယုံလို့ရတဲ့အရာမဟုတ်ပါဘူးအလိုလိုက်ရမယ့်အရာမဟုတ်ဘူးဆိုတာကိုမြင်ဖို့လိုပါတယ် ကိုရင်ခုန်တန်အတိုင်းအသက်ရှင်လို့ပြောကြခြင်းကစံစာနဲ့ညီတဲ့အရာမဟုတ်ပါဘူးတခါတလေအင်္ဂလိပ်လိုဆိုရင်တော့ follow your heart နှလုံးသားကပြောတဲ့အတိုင်းလိုက်နာလိုက်နှလုံးသားအတိုင်းလှုပ်ဆောင်လိုက်ဆိုပြီးတချို့တွေကခွန်အားပေးတတ်ပါတယ်ဒါကတမန်စံစာနဲ့ညီတော့ရမဟုတ်ပါဘူးယေရမိနာဂတိကျမ်းခန်းကြီး16အငယ်1ကတော့ဘလို့ပြောလဲဆိုတော့စိတ်နှလုံးဒီခတ်သိမ်းသောအရာထက်စင်လေတည်းဤလို့ဖော်ပြပါတယ် စိတ်ဉလုံးကလူကိုဒုက္ခပေးနိုင်သောအရာဖြစ်တယ်။ဒါကြောင့်စိတ်တဲကခံစားမိတဲ့အရာတွေကို ကိုယ့်ရဲ့ယဉ်ခုံတန်ကို ကိုယ့်အတ္တရဲ့လမ်းညွန်မြေပုံလို ကိုယ့်လမ်းခရီးအတွက်အလင်းလိုသဘောထားနေရင်တော့ဝိညာဉ်ရေးရ ANTS ရတဲ့သူလိုပဲမြူယူပြုတ်ပြနေတဲ့သူဖြစ်နေမှာပါ။ဒါကြောင့်စိတ်မချုပ်တီးနိုင်ခြင်းကိုထိမှုရပထမဦးဆုံးသိဖို့လိုတဲ့အရာကတော့စိတ်ကအလိုလိုက်ရတဲ့အရာမဟုတ်သလို စိတ်ကယုံကြည်လို့ရတဲ့အရာမဟုတ်ဘူးဒုတိယအနေနဲ့ကတော့တန်ရှင်သောဝိညာဉ်တော်ရဲ့ပေပညာကိုခံရဖို့လိုတယ်လို့ကျွန်တော်နားလည်မိပါတယ်မြင်မိပါတယ်သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်သခင်ဖခင်အဖြစ်ယုံကြည်လက်ခံတဲ့ဖခင်သားသမီးစစ်မှန်တဲ့သူတိုင်းကိုလည်းတန်ရှင်သောဝိညာဉ်တော်ဖခင်ကပေပြင်ပေးနေပါတယ်ဒါကြောင့်တကယ်ပဲကိုယ့်ရဲ့စိတ်အလိုထက်သာဝရဖခင်ရဲ့အလိုတော်ကိုလိုက်တင်ကြောင်းခံယူပြီး တန်ရှင်သောဝိညာဉ်တော်ရဲ့ပြည့်ပြင်းခြင်းကိုခံယူမယ်ဆိုရင်တော့အဆုံးမှာကာမဂုဏ်ချုပ်တီးခြင်းဆိုတဲ့စိတ်ကိုချုပ်တီးနိုင်ခြင်းကာယတမတ်မှုကိုချုပ်တီးနိုင်ခြင်းဝိညာဉ်အသီးတီးပွင့်မှာဖြစ်ပါတယ်အာခံလိုတတ်မှတ်ခြင်းတော့လိုက်သူမဖြစ်ပဲဝိညာဉ်တော်အဖြစ်ကာမဂုဏ်ချုပ်တီးခြင်းအသီးပွင့်တီးပွင့်သူများဖြစ်ကြပါစေခဏလောက်ဆုတောင်းရအောင်အဖဖေယားဂရိတ်လက်တော်ထဲသူအနမ်းပါ စိတ်ခံစားချက်အတွေ့အမြင်တို့ကိုကုလိုရှင်လက်တော်ထဲသို့အနံပါတယ်ကျွန်တော်ဒီမိမိစိတ်အလိုရဲ့နောက်သို့လိုက်သောသူများဖြစ်မနေစေပဲကုလိုရှင်အလိုတော်ကိုတည်၍ယုံကြည်ခြင်းနဲ့နားထောင်တသောသူများဖြစ်စေပါကျွန်တော်ကိုခွန်အားနဲ့ကိုမတတ်နိုင်ခြင်းကြောင့်တန်ရှင်သောဝိညာဉ်တော်ပြပေးကံပေးပူရန်လက်တော်ထဲသို့အနံပါတယ်တန်ရှင်သောဝိညာဉ်တော်ပြကျွန်တော်ကိုစိတ်နှလုံးချုပ်တီးနိုင်သောသူများဖြစ်စေတော်မူပါ ကာမဂုဏ်ချုပ်တီးခြင်းဝိညာဉ်အသည်တီးစီတော်မူပါယေရှုတင်းနဲ့ပါရီတော်တာရတခင်ယေရှုနာမနဲ့ဆုတောင်းပါ၏ဗျာအာမင်